ပါလက်စတိုင်းသားများကိုဂါဇာကမ်းမြောင်ဒေသမှရွှေ့ပြောင်းပေးမယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်စ်စီမံချက်ပုံဖော်နေပြီလို့အစ္စရေးလက်ရာစွန်းဗန်နာယီဝန်ကြီးကမလ9ရက်တွင်ပြောကြားပါရယ်အဲဒီစီမံချက်ကိုအမေရိကန်အစိုးရနဲ့ပူးပေါင်းပြီးပုံဖော်နေပါပြီအဲဒီစီမံချက်ကအရှိလေပိုင်းမှာရောအစ္စရေးတပ်ပါတမိုင်းဝင်အပြောင်းလဲတစ်ခုဖန်တီးပေးနိုင်တဲ့အလားအလာရှိတယ်လို့ဗန်နာယီဝန်ကြီးစမော့ထရစ်ကအစ္စရေးလွှတ်တော်အစည်းအဝေးတွင်ပြောကြားခဲ့ပါရယ်ထို့ပြင် မစ္စတာစမော့ထရစ်အဆိုအရပါလက်စတိုင်းသားများရွှေ့ပြောင်းရေးကိုကြီးကြပ်တာဝန်ယူမဲ့စီမံရေးအဖွဲ့တစ်ဖွဲ့ကိုဖွဲ့စည်းရန်ပြင်ဆင်နေကြပြီဖြစ်ပါတယ်။စမော့ထရစ်သည်ဟားမတ်ကိုစစ်စင်နှဲ့ရန်အချိန်ချင်းထောက်ခံလာသူဂါဇာဒေသတွင်အစ္စရေးသို့ထာဝရယက်တီနိုင်ရေးကိုထောက်ခံမှုပြသလာသူဖြစ်ပါတယ်။သို့သောထရန့်အစ်စမန်ချက်ကရွှေ့ပြောင်းလာမဲ့ပါလက်စတိုင်းသားများကိုခေါ်ယူလက်ခံပေးမဲ့နိုင်ငံများကိုရှာဖွေရအောင်မယ်လို့စမော့ထရစ်ကဆိုပါတယ်။ရင်းစီမံချက်ကိုအစ္စရေးကထောက်ခံတော့လေပါလက်စတိုင်းသားများနဲ့အာရဗ်နိုင်ငံသားများကလက်မခံကြပါဘူး။ အချိန်ယူရွှေပြောင်းပေးကြမှာဖြစ်ကြောင်းဝင်ကြီးစမော့ထရစ်ကတွက်ဆပြခဲ့ပြီးတနေ့ကိုလူသသောင်းလုံးဖြင့်ရွှေ့မယ်ဆိုလျင်တပတ်9ရက်ဖြင့်6လကြာမြင့်မှာဖြစ်ကြောင်းအကယ်၍တနေ့ကိုလူ9000လုံးဖြင့်ရွှေ့မယ်ဆိုပါကအချိန်တနေ့အထိကြာသွားမှာဖြစ်ကြောင်းအလွန်လွန်ရှည်ရမယ့်လုပ်ငန်းစဉ်များဖြစ်ကြောင်းပြောကြားပါရယ်ကျွမ်းကျင်သူများကမူဂါဇာရှိနေထိုင်သူများကိုအတင်းအကျပ်ရွှေ့ပြောင်းမယ်ဆိုပါကနိုင်ငံတကာဥပဒေကိုချိုးဖောက်ခြင်းဖြစ်လိမ့်မယ်လို့တတိပေးတားနေကြပါရယ် အရက်ခေါင်းဆောင်များကစစ်ပွဲပြီးပါလက်စတိုင်းပြည်သူနေထိုင်သမားတသန်းကိုအပြောင်းအရွှေ့လုပ်ဆဲရမလို့တဲ့အေဂျင့်နိုင်ငံကြီးစီမံချက်ကိုထောက်ခံနေကြပါတယ်။အစ္စရေးနဲ့အမေရိကန်ကမှကန့်ကွက်ထားပါတယ်။အမေရိကန်ဒေါ်လာ53ဘီလီယံကုန်ကျမဲ့စီမံချက်ဖြစ်ပြီးဟာမဲအုပ်စုကလည်းလက်ခံကြိုဆိုခဲ့ပါတယ်။